ကြိုက်ခိုင်ရေးပါတီကိုလူတို့ကစိတ်ဝင်စားတယ်အဲကျန်တဲ့ပါတီအဲစကားပြောမယ်ဆိုရင်လူမလာတာကအဲသူတို့ပါတီပြောတာကိုနားမထောင်ခြင်းလို့ဖြစ်လိမ့်မယ်ဒီခေတ်မှာပါတီတွေမှာရှိတဲ့တချို့ပုံကူတွေကစကားပြောတာစင်ကြင်မှုလို့လည်းမဟုတ်ကြရအောင်တချို့စကားပြောတာလေးတွေကတိတ်အနေနဲ့စကားကိုသူပြောနေတယ်ကျွန်တော်ကြားတယ်ပြင်နေရတယ်ဈေးထဲကြည့်ပြီးဩလို့ဒီလိုမျိုးတွေပြောတော့သူတို့လူတွေချစ်မယ်လို့ထင်တာလားလူတွေလက်ခံမယ်လို့ထင်တာလားမသိဘူးဒီပါတီတွေမဲဆွယ်ကိုအပြင်စပြုတ်လိုက်တဲ့အချိန်မှာပဲကျန်းမာရေးပါတီကသူတို့ပါတီဝန်ရှိမှာ မင်းဆွေတဲ့ဆိုင်းမုတ်တင်အခမ်းအနားလုပ်တယ်။အဲ့ဒီမှာလဲကျွန်တော်တို့ကြည့်လိုက်တာအဓိကအဖြစ်သူတို့ကိုလာပြီးဝင်ရတဲ့လူတွေထဲမှာလူကြီးတွေနဲ့ခလေးတွေများတယ်။လူငယ်အင်အားနည်းတယ်။အဲ့တော့ကျွန်တော်တို့ကတုံးသက်လိုက်တာကကြံရေးပါတီရဲ့အင်အားဒါပဲလားလို့ကျွန်တော်တို့တုံးသက်လို့ရတယ်။ဟောအဲ့ဒီဟုတ်ကဲ့ကျွန်တော်မိဘညီကိုမောင်မများအားလုံးပဲတော်လန်ညချမ်းသာပါဒါကျွန်တော်ဒီကနေ့နိုဝင်ဘာလ6ရက်နေ့အတွက်ညပိုင်းတည်ရတဲ့မြေပြင်စစ်ရေးတည်င်းကောင်းလေးတွေနဲ့ ဒီနောက်မှာဟိုဘတ်အော်တန်စာရက်ကွာကောင်းနေလိုင်းမောကဘလို့တွေဖင်ကုန်းပြီးလောင်ကြီးနေချတာကြောင့်မလဲဆိုတာကျွန်တော်သွားပြီးတော့ကြည်လိုက်အောင်ညာကဲတော့ပထမဆုံးဒီမကွေးတိုင်းဘက်ကတည်င်းကောင်းလေးနဲ့စရမယ်ဆိုရင်မကွေးတိုင်းရေစကြိုမြို့အနီးမှာလန်ကင်းထွက်ယူတဲ့အကြံဘတ်စစ်တပ်ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာဗိုလ်တူအပါဝင်အကြံဘတ်စစ်ခွေ၃កောင်တေဆုံးခဲ့ပါတယ်ဆိုတဲ့တည်င်းကောင်းလေးကတော့ဒါမနေ့ကနိုဝင်ဘာလ9ရက်နေ့မွန်းလယ်2နာရီဝန်းကျင်ကအချိန် ရည်စကြိုမြို့နယ်အခြေစိုက်ခတ်လိုက်ရ256 259 258တိုက်ရင်၃ခုပူပေါင်းကအင်အား50ခန့်ဖြင့်ရည်စကြိုမြို့နယ်တိုက်ရင်၃ခုအကြမ်းမှာစီးတဲ့ပေကုန်းကြီးရွာရေတကားအနီးမှာလန်ကင်းထွက်ယူနေစဉ်မိုင်းခွေအတွင်သို့ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ခွေ10ကောင်ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာနှစ်ပွင့်ဘူတဦးနဲ့တပ်သား2ဦးစုစုပေါင်း3ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်းလဲသိရပါဗျာ။ ဒါအဆိုပါတက်ခိုက်မှုကိုတော့ရေစကြိုမျိုးနဲ့ပကပရဲဘော်တွေကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးဒါကျွန်တော်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေအနေနဲ့ကတော့အထီးကိမ်းမရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ဒါအဲ့ဒီလိုမိုင်းဆွဲတက်ခိုက်ခံခဲ့ရပြီး15မိနစ်ခန့်ကြာပြီးတဲ့နောက်မှာဒီအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကလက်နက်ကြီးလက်နက်ငယ်များနဲ့အနီးနားပတ်ဝန်းကျင်ကိုရန်တမ်းပစ်ခတ်ခဲ့ရမှာပြည်သူ၂ဦးမစိုးရင်ရထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ဒါအပြင်အဲ့ဒီမိုင်းဆွဲခံခဲ့ရတဲ့နေရာအနီးမှာရှိတဲ့ပြည်သူနေသုံးလုံးကိုလည်းဒီအကြမ်းဖက်စစ်ခွေတွေကမီးဆိုးဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။ ဒါတဆက်ထဲမှာပဲမကွေးတိုင်းပခုတ်ကူမြို့နယ်မြစ်ချေကျွန်းချောင်းဘက်သို့ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်ကိုတိုက်ခိုက်ခဲ့ရမှာစစ်သား10ဦးသေဆုံးခဲ့ပြီးအယောက်20ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါအော်တိုဘာလ30ရက်နေ့ပကံညောင်ဦးဘက်ကနေအေယာဝတီမြစ်အနောက်ဘက်ကပခုတ်ကူမြို့နယ်မြစ်ချေကျွန်းချောင်းဒေသစိတ်ခေါ်ကကြေးရွာသို့ဆက်လီများဖြင့်ကူးလာတဲ့အင်အား200ခန့်ပါတက်မှတ်69လောက်ခန့်စစ်ကြောင်ကိုပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရမှာစစ်သား10ဦးသေဆုံးခဲ့ပြီး အယောက်20ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါဗျ။လက်စီအေဒီအကြံပတ်စစ်တပ်စစ်ကြောင်းမှာတော့ဒီကျွန်းချောင်းတောင်ဘက်မှာစီးတဲ့ဓမြဩဇာယုံမှာတက်ဆွဲထားပြီးကင်းပုံများလည်းချထားကြောင်းသိရပါဗျ။ကဲတော့ဆက်ပြီးတော့ဒီကရီနီပီနယ်ဘက်မှာဆိုရင်ကရီနီပီနယ်ဆန်ကရီနီနယ်ဆက်မိုးပြမြို့အနီးမှာတပ်ဖွဲ့တွေပြင်းထန်နေပြီးအကြံပတ်စစ်ခွေတပ်ကအထိနာနေပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါမနေ့ကနိုဝင်ဘာလ9ရက်နေ့မနက်ပိုင်းမိုးပြမြို့အပြင်ဘက်သို့အကြံပတ်စစ်ခွေတပ် PNO ပူးပေါင်းတပ်ဖွဲ့တွေကစစ်ကြောင်းထိုးလာတဲ့အတွက်ကြောင့် ဂရီနီတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရမှာတနေကုန်ဒီပါတက်ပွဲပြင်းထန်ခဲ့ပြီးဒီအကြံပတ်စစ်ခွေးတွေထိခိုက်တိုက်ဆုံမှုများပြားတဲ့အတွက်ကြောင့် Jet Fighter နဲ့နှစ်ကြိမ်ဘုံကျဲတက်ခိုက်ပစ်ကူပေးခဲ့ကြောင်းသိရပါဗျ။ဒီစစ်ခွေးတွေဘလောက်တည်တယ်ဆိုတာကတော့အတိအကျမသိရသေးဘူး။ဒါထိခိုက်မှုကတော့များတယ်။အဲ့ဒါကြောင့်မို့လက်နက်ကြီးတွေနဲ့လည်းပတ်ထုတယ်၊လေယာဉ်နဲ့လည်းလာကျဲပါတယ်။ထိတွေ့မှုကတော့နေ့တိုင်းစီးနေတာပဲ။တနင်္လာကြာထိတွေ့မှုဖြစ်လိုက်၊နှစ်နိုင်ကြာထိတွေ့မှုဖြစ်လိုက်နဲ့ နေ့တိုင်းညီပါဖြစ်နေတာဒါပေမဲ့ဒီမနက်ကတော့စစောစစည်းကနေနေ့လယ်အထိထိတွေ့မှုရှိနေတာဒါသူတို့စစ်ခွေတပ်ဘက်ကအထိနာသွားလို့ညနေပိုင်းမှာလက်နက်ကြီးတွေနဲ့တောက်ဆောက်ပတ်ထုတ်နေတယ်။လေရင်နဲ့လည်းနှစ်ခေါက်လာကျဲသွားတယ်လို့ကရင်နီတော်လိုင်းသတင်းမြစ်ကပြောဆိုထားပါတယ်။ဒါဆန်ကရင်နီနေဆက်မိုးပြင်းမျိုးလွန်ကော်မျိုးဒီမော့ဆိုဖရူဆုံနဲ့ ဘောလခဲမျိုးတို့မှာဒီအကြံပတ်စစ်ခွေတက်ကစစ်မျက်နှာ၅ခုဖွင့်ပြီးပြည်သူပြည်သူစစ်များစီမူတန်တက်တာတစ်တေကိုစေတံကနေလူသားတိုင်းအဖြစ်အသုံးပြုကထိုးစစ်စင်တက်ခတ်လျက်စစ်တဲ့အတွက်ကြောင့်နေ့စဉ်ဒီပါတက်ပွဲပြင်းထန်လျက်စစ်ကြောင်းတည်ရပါတယ်ဆိုတော့နောက်ထပ်တာကြောင့်ကိုရီနီပြည်နယ်ဘက်ကတက်ပွဲအခြေအနေလေးပဲဖြစ်ပါတယ်။ကဲတော့ဆက်ပြီးတော့ဒီဘုဂိုတိုင်းအနောက်ချမ်းပဒေါင်းမြို့နဲ့အုံစစ်ပင်မြို့ညောင်ချတော့ကြီးရွာကနေတဆင့်ရခိုင်ရုံမပတ်တို့အကြံပတ်စစ်ခွေတက်တဲ့အတူစစ်ကြောင်းထိုးဖို့တွားရောက်တဲ့ ပြည်သူစစ်နဲ့စစ်မှုထမ်းတပ်သားတဲ့အယောက်90လောက်ဟာလက်နက်များနဲ့အတူထွက်ပြေးသွားကြောင်းသိရပါဗျ။ဒါနိုဝင်ဘာလ၄ရက်နေ့မှာရခိုင်ရိုးမမဖြစ်ပေါ်နေတဲ့တပ်ဝဲတွေစီကိုစစ်ကြောင်းထိုးဖို့တွားရောက်စဉ်ထွက်ပြေးသွားတာဖြစ်ပြီးအဲ့ဒီထွက်ပြေးသွားတဲ့သူတွေကိုသူတို့ဒီအကြမ်းဖက်စစ်ခွေတပ်ကအင်အားသုံးပြီးစာဖွင့်နေကြောင်းဒီဒေသခံစစ်ရဲသတင်းမြစ်တူကပြောဆိုထားပါတယ်ဆိုတော့နောက်ထပ်သူတို့ဒီစစ်ခွေတပ်တွေကတပ်တွင်အခြေအနေလေးပဲဖြစ်ပါတယ်။ဒါတဆက်ထဲမှာပဲရခိုင်မကွေးအဆက်ရိုးပေါ်မှာတပတ်အတွင်း နေရီကန်တိုက်ပွဲကနေထွက်ပြေးလာတဲ့အကြံပတ်စစ်သား10ယောက်ကျော်ကိုအာရခတ်တော် A ကဖမ်းမိထားကြောင်းသိရပါဗျ။ဒါသူတို့ကိုယခုလနိုဝင်ဘာလပထမပတ်အတွင်းကအာရခတ်တော် A ကဖမ်းမိထားတာလို့စေသတင်းမြစ်တူကပြောဆိုထားပါဗျ။ဒါဒီလနိုဝင်ဘာလအတွင်းမှာပဲဖမ်းမိတာတခါတည်းအုပ်စုလိုက်ဖမ်းမိတာတော့မဟုတ်ပါဘူး။ဟိုတယောက်ဒီတယောက်လို့ပြောလို့ရတယ်။နေရီကန်တောင်ဗျူဟာကနေအောက်ကိုဆင်းလာတာလဲပါပါတယ်။တိုက်ပွဲတွေအတွင်းကနေပြီးလာတာလဲပါပါတယ်။လက်နက်တွေလည်းပါတယ်လို့ဒီစေသတင်းမြစ်တူကပြောဆိုထားပါတယ်ဆိုတော့ ဒါကျွန်တော်အကိုချီတို့ဘက်ကတင်းကောင်းလေးတွေပဲဖြစ်ပါတယ်။ကဲတော့နောက်ဆုံးအနေနဲ့ကတော့ဒီတင်းသားတိုင်းလောင်းလုံမျိုးကြံ့ဖို့ရုံမှာပောက်ွယ်မှုဖြစ်ပေါ်ခဲ့ပြီးမိလောင်မှုဖြစ်ပေါ်ခဲ့ကအကြံပတ်စစ်ခွေတက်ကလာရောက်မိငိမ့်တက်ခြင်းမရှိတဲ့အတွက်ကြောင့်တယုံလုံးပြကြသွားပါတယ်ဆိုတဲ့တင်းကောင်းလေးကတော့ဒါဒီကနေ့နိုဝင်ဘာလ10ရက်နေ့မနက်9နာရီခန့်မှာလောင်းလုံမျိုးကြက်ဖို့ပါတီရုံးမှာပောက်ကွဲတဲ့နှစ်ကြိမ်ထွက်ပေါ်လာပြီးတဲ့နောက်မိလောင်မှုဖြစ်ပေါ်ခဲ့ပါတယ်။ဒါအဲ့ဒီလိုမိလောင်မှုဖြစ်ပေါ်ခဲ့ပေမဲ့ လောင်းလုံးရဲစခန်းမှာတက်ဆွဲထားတဲ့စစ်ခွေတွေကလာရောက်မိငိမ့်တက်ခြင်းမရှိတဲ့အတွက်ကြောင့်တရုံလုံးပြာကျသွားကြောင်းသိရပါဗျ။ဒါအဲ့ဒီကြံဖို့ပါတီယုံပောက်ွယ်မှုအတွင်ပြည်သူများထိခိုက်မှုမရှိတဲ့အပြင်ကမှဒီအကြံဘတ်စစ်ခွေတက်ကလည်းတက်ဆွဲခြင်းမရှိတဲ့အတွက်ကြောင့်ထိခိုက်မှုမရှိခဲ့ကြောင်းသိရပါဗျ။ဒါလက်ရှိအချိန်မှာလောင်းလုံးမြို့မှာရဲစခန်းမှာအကြံဘတ်စစ်ခွေတွေကအင်အားအလုံးကြီးနဲ့ထွက်လာပြီးကြံဖို့ယုံအနီးနားမှာလှည့်လည်သွားလာနေကဓာတ်ပုံရိုက်ခြင်းများလှုံ့ဆော်နေကြောင်းသိရပါဗျ။ဆိုတော့နောက်ဆုံးဒါကြောင့်တနင်္သာရီတိုင်းဘက်ကသတင်းကောင်းလေးပဲဖြစ်ပါတယ်။ ကဲတော့ဒီညပိုင်းတင်ဆက်ပေးခဲ့တဲ့မြေပြင်စစ်ရေးတည်င်းကောင်းလေးတွေကတော့ဒီလောက်ပါပဲဒီနောက်မှာပထမဆုံးသူတို့ဒီအကြံပတ်စစ်ခွေတက်ကပြုလုပ်ပေးမဲ့ဒီတရားမွေအတူရောင်ရေကောက်ပွဲမှာပါဝင်ဆင်မြန်ဖို့ဆိုပြီးဒီမဲဆွဲစည်းရုံးရေးနေဆင်းနေဟုတ်လားအဲ့ဒီမှာဒါသူတို့ကြံဖို့ပါတီလောက်တခြားပါတီတွေကလူစိတ်ဝင်စားမှုမရှိပါဘူးဆိုပြီးလမ်းပေါ်မှာပေါက်လို့ပဲစားတွေတက်អော်ထားတဲ့ဒီအမျိုးရုပ်ဘူးလက်နှောက်ဆွေကိုဒီစစ်ခွေလော်ဘီစာရဖတ်ကောင်စဘာပွဲစားကြုံမျိုးမင်းနဲ့ဒီမုတ်ဆုံမဟိုအကေအောင်မင်းတို့ကဘလို့တွေတဲတွေဆော်တောင်းမလဲဆိုတာကျွန်တော်ဆက်ပြီးတော့ကြည့်လိုက်အောင်ညာ ကျွန်တော်တို့ COE ဆင်းနေတယ်ဗျ COE ဆင်းတော့အော်လူလူလာလာပဲဗျကြီးရွာကြီးရက်ွက်တီးရကျွန်တော်တို့ဒီစားလူ100 200 300အဲ့လိုစုပြီးတော့ကျွန်တော်တို့ပြောစကားနားထောင်ကြတယ်ဟုတ်စိတ်ဝင်စားတာဗောနော်တချို့ပါတီတွေတော့ပြောတာအဲရွေးကောက်ပွဲစိတ်ဝင်စားဘူးဆိုပြီးပြောတဲ့ပါတီတွေရှိတယ်အဲသူတို့လာလို့ရှိရင်တော့လူက ိတ်ပြီးတော့မစီကားဘူးเนาะကျွန်တော်တို့ကြန့်ခိုင်ရလူတွေသွားလိုက်ပြီဆိုရင်တော့တော့စီစီကားကားနဲ့ကြိုးဆိုတာတွေ့တယ်စောက်ဆက်လို့ကျွန်တော်တို့ကြန့်ခိုင်နဲ့ပတ်သက်လူတွေကစိတ်ဝင်စားတယ်အင်းအကြံတဲ့ပါတီတွေတော့လူတွေຢာနဲ့ချီပြီးတော့တက်ရောက်တာကျွန်တော်မတွေ့ရအဲဒါဒါသူတို့လာသူတို့စီမာမဝင်ရကြတဲ့အတွက်ကြောင့်ဘလို့လူတွေဟာတဲ့နိုင်ငံရေးကိုစိတ်ဝင်စားဘူးလို့ အဲ့လိုပြောတဲ့ပြောနေကြတာကျွန်တော်ကြားတယ်ကျွန်တော်အမြင်ကအဲ့လိုမဟုတ်ဘူးကျွန်တော်တို့သွားရင်ຢာနဲ့ခြီးပြီးတော့လာတယ်လာပြီးတော့နားထောင်ရတယ်ထောက်ထောက်ဆရာပြရတာကိုတို့ကြိုက်ရင်လက်ခုပ်တီးတယ်မကြိုက်ရင်ငြိမ့်ငြိမ့်နေတယ်အဲ့ဒီပုံစံပေါ့နော်ဟိုဟိုဒါကြောင့်မို့ကျွန်တော်တို့သွားရင်စိတ်ဝင်စားလာနားထောင်တာဖြစ်တဲ့အတွက်ကြောင့်လူတွေဟာအဲစိတ်ဝင်စားတယ်လို့ပြောရမယ် အဲ့တော့ကျွန်တော်ကအဲတစ်စက်တက်ပြီးတော့စဉ်းစားလိုက်လို့ရှိရင်အဲကြိုက်ခိုင်ရေးပါတီကိုလူတို့ကစိတ်ဝင်စားတယ်။ဟုတ်။ကြိုက်ခိုင်ရေးပါတီရဲ့ပြောစကားတွေကိုလူတို့ကနားထောင်ခြင်းတယ်။အဲကျန်တဲ့ပါတီအဲစကားပြောမယ်ဆိုရင် လူမလာတာကအဲသူတို့ပါတီပြောတာကိုနားမထောင်ခြင်းလို့ဖြစ်လိမ့်မယ်။ကြည့်ရအောင်။အဲအဲ့ဒါလိလပြောတာပါ။လေးစားပါတယ်။ဆိုတော့လာမယ့်ရွေးကောက်ပွဲမှာမှုန်လည်းပြောချင်းချောက်ခံရမှုအမြင့်ဆုံးဖြစ်မဲ့ပါတီကပြန်ခံပြောဖြစ်မှာသိကြတယ်။ဘလို့မပြေဘူးပါတော့။ ပြည်ခံမျိုးကိုအားလုံးစစ်တပ်နဲ့တွဲမြင်ထားပြီးသားတနိုင်ငံလုံးကမြင်နေခလေးရစာခွေးဆိုအကုန်သိပြည်ခံမျိုးနဲ့စစ်တပ်ကိုတွဲတွဲမြင်တယ်ဆိုတော့ကျွန်တော်ပွင့်လေပြောရင်ပြည်ခံမျိုးအနေနဲ့လေတခုခုဆိုရင်ပြည်ခံမျိုးကစစ်တပ်ကိုပဲလှေကြုံစည်းနေတယ်သွားတွေ့ရတယ်ပြည်ခံမျိုးအနေနဲ့စစ်တပ်ကိုလှေကြုံလိုက်မစည်းသင့်တော့စစ်တပ်ကိုမိခိုမနေသင့်တော့ခင်ဗျားတို့မှတ်မိမယ်ထင်မယ်ဘူးလက်လာဆိုကြီးကပြောဘူးတဲ့ချိန်တုန်းက2020ရွေးကောက်ပွဲတော့ဘူးလက်လာဆိုပြောဘူးလေအဲ့ဒီစကားကပြည်ခံမျိုးအရှိုက်ကိုအရင်ထိသွားခဲ့တယ်ထိသွားပြီးတော့ပြည်ခံမျိုးကိုလူတွေပို့ပြီးတော့ ဟိုပြီးပြီးတော့ energy ကိုပုံသွားတာအဲ့လိုအကိစ္စတွေစကားပြောတာမစင်ချင်တာဘူးဘလို့ပြောလဲဆိုတော့ပြည်ခံပြောကပြောခဲ့တာနော်တို့ရောအဲ့စစ်တပ်က26ရာရင်လို့25ရာရင်လို့ရှိတယ်တဲ့တို့က26ရာရင်လို့နိုင်တာနဲ့စစ်တပ်နဲ့ပေါင်းပြီးအစိုးရဖွဲ့နိုင်ပြီတဲ့26ရာရင်လို့ကနိုင်ဖို့ပဲလိုတယ်ဆိုပြီးဥလာဆိုရဘူးလက်လက်ဆိုရပြောခဲ့ပူတယ်2015 15မှာ15မှာတခါပြောခဲ့တယ်ဘူးလက်လက်ဆိုနော်အဲ့လိုပြောခဲ့တော့ခမန်းစစ်တပ်ကြီးလူတွေကအဲ့ဒီမှာဟာထုတ်သားပဲဆိုပြီးချက်ချင်းတခါတည်းငါတို့တွေပြည်ခိုင်ဖို့တော့အနိုင်ရုံပေးဘူးကွာဆိုပြီးတော့ ပြည်ကံပြိုးတော့နိုင်ဘူးနည်းလေးလက်ချက်ချက်မချက်ချက်မထူးကွာပုံရောလို့ဆိုကုန်ပုံပလိုက်တာအကုန်ကိုရောကိုရောရှုံရောမပြည်ကံပြိုးထိပ်ပိုင်းကောင်းတော့ထိုးစင်းကထိပ်ပိုင်းကောင်းတော့အချို့လူမူကြီးချက်မာတယ်မျက်ရည်မျက်ခွက်ဖြစ်ကုန်ကြတယ်တချို့တွေဒါတွေကဘာလို့နှုတ်စက်တခုမဆင်ကျင်တာအခုလည်းပြည်ကံပြိုးပါတီကချင်းချောက်ခံရမယ်ထိတ်ဆုံးမှပါလေပဲပေးရတော့သူကထိတ်ဆုံးမှပဲဘာလို့စစ်တပ်နဲ့သူတို့ကဆက်ဆက်ပါတယ်လို့အားလုံးကတတ်မှတ်ထားပြီးသားဖြစ်တယ်သူ့ကိုပဲတ ார்க က်ထားမယ်ကျန်တဲ့ပါတီတွေက30ဘိုးပြောခံရရင်ပြည်ကံပြိုးက100ဘိုးပြောခံမယ်အဲ့ဒါအမှန်တရားပဲဆိုတော့ အခုအဲ့အချိန်မှာပြည်ခိုင်မဲ့ပါတီတွေမှာရှိတဲ့တချို့ပုံကူတွေဟာစကားပေါ်တာဆင်ခြင်မှုလို့လေခုကလေးကတချို့စကားပေါ်တာလေးတွေကတိတ်အနေနဲ့စကားတွေသူပြောနေတယ်ကျွန်တော်ကြားတယ်ပြင်နေရတယ်ဈေးထဲကြည့်ပြီးဩလို့ဒီလိုမျိုးတွေပြောတော့သူတို့လူတွေချစ်မယ်လို့ထင်တာလားလူတွေလက်ခံမယ်လို့ထင်တာလားမသိဘူးဒီလိုတချို့စကားလုံးတွေကသူတို့လူတွေပုံမုန်းစေတယ်ဆိုတော့သူမသိတာလားမသိဘူးသူစဉ်းစားလို့မရဘူးဒီလူတွေရဲ့အတွေးခေါ်ယူစာကြီးကိုကျွန်တော်အားအသင့်အဲ့တော့ပြည်ခိုင်မဲ့အနေနဲ့ ကိုကိုကလည်းဆင်းရဲမှုတင်တယ်လူတွေချစ်အောင်လည်းနေတတ်ဖို့လည်းလူသေးတယ်အခုပဲဒါရွက်ကဘွဲကနီးလာပြီအခုဘုံခွဲပြီးတော့ချစ်ကြတာပြည်ခိုင်ဖို့ပါနေယုံမယ်ဂျန်နဲ့ပါတီတို့ဘာမှမလုပ်သေးဘူးဆိုတော့အဲ့ဒါအဖြေပဲအဲ့တော့ပြည်ခိုင်ဖို့အနေနဲ့တတိကြီးထားလို့မယ်လို့ကျွန်တော်မြင်တယ်ပြည်ခိုင်ပါတီတွေနေတာတော့လာလာတော့အနေအများတယ်ဆိုတော့ကျွန်တော်မြင်တယ်ဒီပြည်သူနဲ့တိုက်ရိုက်မတူရဲဘူးမြေပြင်မဆင်းရဲဘူးဒါကကျန်းခိုင်ပါတီရဲ့အားနည်းချက်နောက်ကျန်းခိုင်ပါတီရဲ့နောက်တစ်ခုအားနည်းချက်ကဘာလဲဆိုတော့ကျန်းခိုင်ပါတီလို့ပြောလိုက်တာ ਨੇ မပြောရင်ပြည်သူလူထုကဟိုနည်းနည်းလေး ဘယ်လိုခေါ်မလဲဟို black side ကပေါ့နော် negative side ကနေမြင်တာများတယ်ကျန်းမာရေးပါတီဝင်လို့ပြောရတာလေဒီလိုလိုအများစုက negative side ကမြင်တာများတယ်ဆိုမဲဆွယ်ပုံကိုကျွန်တော်တို့ဟိုကြည့်ရတဲ့ပုံကတော့ဟိုဟိုမဲဆွယ်တဲ့ပုံထက်စာရင်ဟိုမတို့တော့ဒီရွေးကောက်ပွဲမှမနိုင်ရင်မတို့တော့သွားပြီกว่าဆိုတော့ နိုင်ငံရေးဇောတွေနဲ့ဟောနော်မဲဆွဲနေတာကိုကျွန်တော်တို့ပုံတွေ့နေရတယ်ကျွန်တော်တို့ကြည့်နေတဲ့ပုံကဒါမျိုးတွေပုံတွေ့နေရတယ်အားနေချက်ကပြည်သူလူထုနဲ့တိုက်ရိုက်မထိတွေ့ရဘူးနောက်တစ်ခုကဘာဖြစ်လဲဆိုတော့ဒီပါတီတွေမဲဆွဲကိုအပြင်စပြုတ်လိုက်တဲ့အချိန်မှာပဲကျန်းမာရေးပါတီကသူတို့ပါတီဝန်ရှိမှာယူကောက်ပွဲမဲဆွဲတဲ့ဆိုင်းဘုတ်တင်အခမ်းအနားလုပ်တယ်အဲ့ဒီမှာလဲကျွန်တော်တို့ကြည့်လိုက်တာအဓိကအဖြစ်သူတို့ကိုလာပြီးဝင်ရတဲ့လူတွေထဲမှာလူကြီးတွေနဲ့ခလေးတွေများတယ်လူငယ်အင်အားနည်းတယ် အဲ့တော့ကျွန်တော်တို့ကသုံးသက်လိုက်တာကကြက်ခံရေးပါတီရဲ့အင်အားဒါပဲလားလို့ကျွန်တော်တို့သုံးသက်လို့ရတယ်။ဟောအဲ့ဒီ28ရက်နေ့ကသူတို့ပါတီစိုက်ဆောက်ဆက်ခွဲရတာဟမ်တင်မွေးလုပ်တဲ့အချိန်ကျွန်တော်တေချာသတိထားကြည့်တယ်။ကြက်ခံရေးပါတီရဲ့အင်အားဟာဒါပဲလားလို့ကျွန်တော်သုံးသက်တယ်။ဒါပဲလား။ကြက်ခံရေးရဲ့ဥမာထားပါတော့ပါတီဘိုင်းကဘိုးကော်မတီဝင်နေအနေနဲ့ကတော့သူတို့အသက်အရွယ်အပိုင်းချအရာအသက်ကလည်းကြီးနေပြီဖြစ်တဲ့တည်းဒါဟာသူတို့အတွက်နောက်ဆုံးရွေးကောက်ပွဲပဲလို့သူတို့ကိုယ်သူတို့သတ်မှတ်ထားပုံရတယ်။ ။အကြောင်းသူတို့အနေနဲ့ဒီရေကောက်ပွဲမှာမှအနိုင်ရပြီလွတ်တော်တယ်မရောက်ရင်နောက်ထပ်သူတို့အတွက်သူတို့ရဲ့ဘဝတက်တန်တက်လျှောက်မှာနောက်ထပ်ရေကောက်ပွဲဆိုတာသူတို့အတွက်မရှိတော့ဘူးဆိုတော့ဆိုပြီးတော့စဉ်းစားပြီးတော့မဲဆွဲနေပုံရတယ်။နိုင်လူစိုးတွေအရင်များတယ်နော်။ကဲတော့မင်းတို့ကြံဖို့ထရေကောင်းနေအနေနဲ့ကလည်းဒီကောင်နှကောင်မင်းတို့ဒီလိုဒီစော်ကားမော်ကားပြောနေတာကိုဒီတိုင်းပဲလက်ပိုက်ကြည့်နေကြပါလား။ဟမ်ဒီစစ်ခွေလိုပြီးစာရဖောက်ကောင်စဘာဝဲစားကြုံရုံမင်းကတော့ဒါဘိုင်နိုင်တက်ပြီးတော့ဘူလတ်လှဆေကိုဒဲတွေဆော်ထားတာနော် ဒါမုတ်ဆူမဟိုဟာကေနဲ့အောင်မင်းဆိုရင်လည်းမင်းတို့ကြံ့ဖို့ကိုစော်ကားမော်ကားတွေပြောထားတာဆိုတော့မင်းတို့ကြံ့ဖို့ထဲရကောင်းနေအနေနဲ့ဒီကောင်နှစ်ကောင်ဒီတိုင်းပဲလက်ပိုက်ကြည့်နေကြဘူးလားဟမ်အဲ့တော့ယူကောက်ပဲအတရေဖြတ်မှုနဲ့ဒီကောင်နှစ်ကောင်ကိုတရားစွဲဖို့တော့လုံနေပါပြီနော်အဲ့တော့လုံးစရာစိတ္တကြီးလောက်ကြမြ мян လေးကဲတော့နောက်ဆုံးအနေနဲ့ကတော့ဒီစစ်ခွေလောက်ပြီးစဘာပစာကြုံယုံမင်းဆိုတဲ့ကောင်ကဒါတရင်သမားမဟုတ်ဘဲနဲ့သူတို့စစ်ခွေတက်တဲ့ကစာရဖဖြစ်ပါတယ်ဆိုတဲ့အကြောင်းဒါကိုချိုကြီးပြောပြထားလေကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာ တင်းစာကျင့်ဝတ်နဲ့တည်င်းတော့သူရဲ့လိုက်နာရမယ်စီးကဲနေကိုဘာတခုမှကြုံမျိုးမရလိုက်နာနေတာမဟုတ်ခုံလေးတစ်လုံးရှိမှထိုင်မယ်ဟုတ်လားဟိုတင်းကနေပြီးတော့ရှစ်ရှစ်ဖို့ကနေပြီးတော့ပေးတယ်ဆာရဖားပေးတယ်ဟုတ်လားဒီအကြောင်းအရာတွေဓာရီဓာရီပေးလိုက်တယ်ဓာရီဓာရီဟိုနင်းပြစ်လိုက်တယ်ဆိုလို့ရှိရင်အာဒီအကြောင်းအရာတွေကိုဝါရပြန်ဖို့အတွက်ကိုသူဦးနေလုတ်တီးထက်ဦးနင်းချစ်ပြီးတော့အတက်ပြီးတော့ပြောနေတာ အဲ့လိုတက်ပြီးတော့ပြောနေတဲ့ဟာကိုသူကသူ့ကိုသူတရင်မီဒီယာကြီးပါတရင်မန်တွေပြောဖို့အတွက်ကိုမန်မာကြီးတွေပေးကြပါအာကျွန်တော်တို့ကကိုယ့်အနေနဲ့ကိုရက်တီနေတဲ့အတွက်ဒီမန်မာကြီးနဲ့ပဲထောက်ပံ့နေရတာအနည်းတည်းကျွန်တော်ပြောပြမြန်မာနိုင်ငံမှာစားရရမရှိဘူးเนาะအသူကဒါနိုင်ငံခြားကလူတွေကိုဟလာအေယာဝရီတို့မစ္စီမာတို့ဟိုလူတို့ဒီလူတို့အနောက်တိုင်းငွေတွေဘာင်းနဲ့ပြောနေမြန်မာနိုင်ငံမှာလူတွေလောက်ကံမရှိဘူးစားရမရှိဘူးသူ့တရင်စာကိုဘယ်သူမှဖတ်မဲ့လူမရှိဘူးဟွန်း နော်သူတရင်းတော်ဘယ်သူမှဖတ်မဲ့လူမရှိဘူးအဲ့တော့ဒီကောင်ဘေးရရတဲ့ပတ်စံနေနဲ့စားနေတာလေဘေးရပတ်စံရတဲ့ပတ်စံနေနဲ့ကားတွေစီးနေတာမောင်းနေတာလေဘေးရရတဲ့ပတ်စံနေနဲ့ခင်ဗျာအင်တာနက်နင်းနေရုံးပစ္စည်းတွေဟိုနင်းနေလေပတ်နေတာလေရှင်းရှင်းလေးပဲလေဗျာကြော်မျိုးမင်းကစားရဖာကြော်မျိုးမင်းကထောင်းနှိုင်းခင်ဗျားတို့ပြောနေသလိုမျိုးတတိမီဒီယာသမားလည်းမဟုတ်ဘူးဒေါ်ဘီလည်းမဟုတ်ဘူးကြော်မျိုးမင်းကထောင်းနှိုင်းရှင်းလားမသိဘူး အဲ့တော့ကြော်မျိုးမင်းရထောင်းလိုင်းရေးဆိုတဲ့အခါကျတော့ကျွန်တော်ကအဲ့လိုပြောတယ်အဲ့လိုဆွဆွဲတယ်ဆိုတဲ့အခါကျတော့ဟာမင်းကဘာတွေခိုင်ခိုင်မာတိကျထောင်းလိုင်းရေးဆိုတာဗျာဟိုရဲဝင်းကိုတိုင်းဟုတ်လားဟိုဆင်းလာပြီးတော့ကြော်မျိုးမင်းရော့မင်းဒါလို့ဆိုပြီးတော့ပြဿနာဒီလိုမျိုးချပေးတာမှမဟုတ်တာဗျာခင်ဗျားလည်းထောင်းကျွန်တော်ခဏခဏပြောထောင်းလိုင်းရေးတွေဆိုတာတထေးတွေရှိရတယ်စီးပွားရေးလုပ်ငန်းတွေရှိရတယ်နော်အဲ့ဒီတထေးတွေအဲ့ဒီစီးပွားရေးလုပ်ငန်းတွေကနေမှတဆင်း သူတို့ကငွေကြေးတွေကိုစီးဆင်းတာနော်အဲ့တော့ကျော်မျိုးမင်းစီမှာဟုတ်လားစစ်တပ်နဲ့စီဝါရေးလုပ်နေတဲ့စစ်စစ်တပ်ရဲ့လူတွေပဲနော်ဒီစစ်ဖို့တပ်ရဲ့လူတွေလူမအရင်းခံတွေနော်တိုင်းပြည်ကိုဒီကောင်တွေကဂုတ်သွေးစုပ်နေတာစစ်တပ်ကနေတဆင့်အစစ်ဖို့တွေကိုလည်းပေးတာပေးရတာပေါ့ဗျာနော်တကယ်အရင်းနေတိုင်းပြည်မှာရှိတဲ့ချမ်းနေမြေတွေစီဝါရေးလုပ်ငန်းတွေကိုစစ်တပ်နဲ့ပေါင်းပြီးတော့လုပ်နေတဲ့တထေးတွေကနေပြီးတော့ ဟုတ်လားအကျော်မျိုးမင်းကိုကွန်ပျူတာလေးဝယ်ပေးမယ်အကားလေးဝယ်ပေးမယ်ဒါလေးထောက်ပံ့ပေးမယ်ဒီဟာလေးပေးမယ်ဒါလေးပေးမယ်နဲ့သူတို့ကဒီလိုမျိုးသွားတာလစာကြီးနဲ့ရော့မင်းဒီတလားသိန်း90သိန်း100ဒါမျိုးမဟုတ်ဘူးဒါမျိုးမဟုတ်ဘူးနော်ဒီအခုကြော်မျိုးမင်းနဲ့ပတ်သက်လို့ပေါ့နော်အာဒီကောင်းကြောင်မလို့ဟုတ်လားကြော်မျိုးမင်းပြောနေတဲ့ဟာတွေတချို့ဟာတွေကျွန်တော်တို့ကြည့်ကြည့်ပါဟုတ်လားဟိုအမှုပညာသမားတွေကိုစစ်မှု န်ထန်းခိုင်းလိုက်ပါလားလို့ဟုတ်လားအစီဝါရေးအဆုံးရှုံးမှုတွေပြက်စီးမှုတွေဖြစ်နေတဲ့အခါကြလို့ရှိရင်လို့ရှိရင်ဗာလဲဟိုတထေးတွေကိုအပြစ်တွေပုံချတာလို့ဟုတ်လားအဟိုလုပ်ငန်းရှင်တွေကိုအပြစ်တွေပုံချတာလို့အဲ့တော့ဒီစစ်ဖို့မင်းအွန်လိုင်းကိုကာကွယ်ဖို့အတွက်ကိုသူကနေပဲအတီးတီးကလူတွေကိုသူကတိုက်ခိုက်ဒီမင်းအွန်လိုင်းရှုံးနေပြီမင်းအွန်လိုင်းဟိုနေဖြစ်ပြီဆိုမှစံစင်းတွေတက်ပြီဆိုစံကုန်တွေကိုသူအပြစ်တင်တယ် နော်အငွေကြေးပြဿနာတွေတက်ပြီးဦးနေတက်ပြီးဆိုလို့ရှိရင်ဒီဘန်မှာဦးနေဖြစ်တဲ့လူတွေကိုသူအပြစ်တင်တယ်နော်အာဟိုဟာလေးဒီရလေးပြဿနာတက်ပြီးဆိုဒီလူတွေကိုအပြစ်တင်တယ်နော်အဒီလိုမျိုးနဲ့သူက ဟိုစစ်တပ်အတွက်ကိုသူကဒီဝါရရေးရရသူဖြန့်ချီပြီးတော့သူကကာကွယ်ပေးနေတာဒါကြောင့်လဲသူကစစ်တပ်နဲ့သူအိန္ဒိယတို့ဘာတို့ဟိုဟာတို့တရားဥပဒေဒီနေ့ဒါကြောင့်လဲသူဒီနေ့လို့ဒီအချိန်မြန်မာနိုင်ငံများမြန်မာနိုင်ငံမှာဗျာသတင်းစာမီဒီယာခင်ဗျားလည်းအားကောင်းတာမှမဟုတ်တာလွတ်လပ်ခွင့်လည်းမရှိဘူးအားကောင်းမှုလည်းမရှိဘူးဒီကောင်နေနေပြည်တော်နဲ့ရန်ကုန်ကနေထွက်ဝေးဝေးထွက်ပြီးတော့လွတ်လွတ်လပ်လပ်သတင်းယူလို့ရတဲ့အခင်းချင်းလည်းမြန်မာနိုင်ငံမှာမရှိတဲ့အချိန်မှာ ကျော်မျိုးမင်းက MP News တို့ပြီးတော့မီဒီယာတခုထောင်ပြီးတော့ရက်တင်နိုင်လာရအောင်သူကဘယ်ကဝင်ငွေတွေရနေလို့လဲရိုးရိုးလေးပဲစဉ်းစားကြည့်ကျွန်တော်တို့လူတွေအားလုံးလည်းဒါတွေကဟိုတည်ထားပြီးသားဖြစ်တယ်เนาะအဲ့တော့ကျော်မျိုးမင်းကပြောရလို့ရှိရင်စစ်ထောက်လမ်းကြီး NDA ကတိုင်းပြည်အတွက်เนาะတိုင်းပြည်နဲ့ပြည်သူလူထုအတွက်ကို NDA ကเนาะဦးနေမြောက်ပေးနေတဲ့အစ်မဟုတ်ဘူးသူအစ်ဟာဟုတ်လားစနစ်တကျနဲ့ဦးနေလုံနေတဲ့ ဟိုအလုတ်တွေဖြစ်တယ်ကြော်မျိုးမင်းလုတ်နေတယ်အလုတ်တွေอ่ะအဲ့တော့ဟိုကြော်မျိုးမင်းကခင်ဗျားတို့တွေထင်နေသလိုမျိုးเนาะဟိုသတင်းမီဒီယာကမှလည်းမဟုတ်ဘူးသူဘုရားဆက်စားချင်းရက်တိတိချင်းတော့သတင်းမီဒီယာဖြစ်ရင်ဖြစ်မှာပေါ့ဗျာเนาะအခုကတော့ကြော်မျိုးမင်းကစစ်ထောက်လန်ကြီးเนาะအဲ့တော့စစ်ထောက်လန်ကြီးဒလန်ပေါ့ဗျာဒလန်ကြော်မျိုးမင်းပေါ့เนาะအဲ့တော့ဒလန်ကြော်မျိုးမင်းဖြစ်သွားပြီเนาะအဲ့တော့မြန်မာနိုင်ငံမှာလည်းအခုကဒလန်တွေကအရင်ဆောင်ကြွနေတယ်ဗျာဒလန်ငပေါ့เนาะဒလန်ကြော်မျိုးမင်း တလန်ကြော်စိုးဟုကြော်စိုးဆိုတာလည်းစစ်ထောင်လန်ကြီးပဲเนาะအနေထောင်လန်ကြီးပဲเนาะအဒလန်ကြော်စိုးဟုเนาะအာပြီးတဲ့နောက်ထပ်ဒလန်တွေဘယ်သူတွေရှိသေးလဲဗျာခဏအဲ့တော့ဒီနေရာတွေကဒလန်တွေကြီးပဲအဲ့တော့ UG တွေကလည်းဘာတွေလုပ်နေကြလဲမသိဘူးဒီဒလန်တွေเนาะအဲ့တော့ခုနကကျွန်တော်သူတို့ဘက်ကပိုင်းဖြတ်မှုကရှိပြီးသားအသူတို့ရဲ့စိတ်ကံစားမှုမှာကဥပမာဖုန်းကြီးတွေတက်တယ်တက်တယ်ပေါ့ဗျာကျွန်တော်တို့လည်းရင်တော့ဖုန်းကြီးတွေတက်တယ်ဆိုတော့ကိုကအမှန်အဲ့တက်တယ်ဗမာလည်းအထောက်ထားဘယ်သူတွေကတက်တာလဲ ်ပြီးဒီနိုင်ငံရေးလောကဆိုတာအရှုံရှိဒီစည်ရေးဆိုတာအလုံးအမတန်မှညစ်ပတ်တဲ့ပြည့်ရများတဲ့လောကသူတို့ကတို့အတွင်ယူရတဲ့လူတွေကဟုတ်လားငါတို့ပီ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 ရဲ့တွေဆိုတာပြန်ကွဲနေပီပီတဲ့သူတို့ကတို့အတွင်ယူရတဲ့လူတွေကတက်ပြီးတော့တခါတည်းပီပီရဲ့တက်ပါတယ်ဆိုပြီးတော့လို့ဘလို့ဘလို့မျိုးလဲဟုတ်လားဘလားအဲနောက်ထပ်ဒီဒီကိစ္စကြီးပြောရတာဟောဗျအဲ့တော့သူတို့ကဒီတိုင်းပြည်မှာဖြစ်တဲ့အခြေအနေမှန် စစ်တပ်နဲ့စစ်သားတွေကတိုင်းပြည်ကို လူဘာဝနေတယ်သူတို့ကိုဘယ်သူမှအုပ်ချုပ်ခွင့်မပေးပဲမအုပ်ချုပ်ခိုင်းပဲနဲ့ကိုသူတို့ကလည်းသူတို့လက်နဲ့ကြီးနဲ့အတရားဓမ္မအုပ်ချုပ်နေတာကဲတော့ဒီကြုံမျိုးမင်းဆိုတဲ့ကောင်ကတော့ဒါသူစစ်ခွေတက်ရဲ့စာရဖာဖြစ်တဲ့ဆိုတဲ့အကြောင်းဒါကိုချိုကြီးကတော့ဒါအချက်နဲ့အလက်နဲ့တကွဒါသူ့ရဲ့ YouTube channel မှာတင်ထားပေးတော့ဗောနော်အဲ့ဒီမှာကိုချိုကြီးအပြည့်စုံပြောပြထားတာလေးကိုတွားပြီးတော့ကြည့်လို့ရပါတယ် အဲ့တော့ကိုချိုကြီးတို့ကလည်းဒီဘောမခဲတဲ့အချိန်တော့ကဒါသူတို့စစ်ခွေတက်နဲ့နီနီဆက်ဆက်စီးခဲ့တယ်ဆိုတော့ဒါဒီအကြောင်းလေးကို तू ကပို့ပြီးတော့ပဲသိအောင်ပါနော်အဲ့ဒါအကြောင်းမို့လဲအချက်နဲ့အလတ်နဲ့တကွာဒါ तू ဖော်ပြပေးလို့ရဲတော့ပေါ့အဲ့တော့လေးစားပါတယ်အခုလိုအမှန်တရားတွေထုတ်ဖို့ပြောဆိုလာပေးတဲ့အတွက်နော်ကဲတော့ဒီညပိုင်းလေးကတော့ဒီလောက်ပါပဲအားပေးကြတယ်ကျွန်တော်ညီကိုမောင်မတယောက်ချင်းချင်းတိုင်းအထူးပဲကျေးဇူးတင်စီပါတယ်မနေ့ပြန်ကြာပါပဲတည်င်းကောင်းလေးနဲ့ပြန်တက်လာခဲ့ပါဦးမယ်အားလုံးပဲကျမ်းမာပြီးခင်ကြပါစီညာ